ဝင်းမုံရွှေရီတောင်မဝေးနိုင်နဲ့ရွှေရီပိတ်တာလိုင်းဝေးပြီးတော့တရုတ်လူမျိုးချစ်သူနဲ့လက်ထပ်ခဲ့တဲ့ရင်လက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထဲမှာမင်္ဂလာပွဲတွေများပေမဲ့ရွှေအများဆုံးဝင်းနိုင်သူကတော့ရင်လက်ပါပဲဟုတ်ပါရင်အနုပညာလောကမှာမင်္ဂလာဆောင်ခေစားနေတဲ့ဒီနေ့ထဲမှာပရိသတ်တွေကဆိုပြတဲ့စဉ်ရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးလို့သတ်မှတ်ထားခဲ့ကြတာပါဒါပေမဲ့အခုတော့အရှင်မင်းသမီးရင်လက်ကအဲ့ဒီအမြင်တွေကိုပြောင်းလဲပြစ်လိုက်ပါပဲဘာကြောင့်လဲဆိုတော့သူမရဲ့မင်္ဂလာပွဲမှာဝင်းစင်ထားခဲ့တဲ့ရွှေဘရကြီးရဲ့ ေးချိန်တဲ့ဒီဇိုင်းကစိုးပြေသင်းတို့ဝိမောရွှေတို့ထက်တောင်မှမဝေးစင်နိုင်တဲ့ပမာဏမျိုးဖြစ်နေလို့ပါပဲရင်လိုင်းရဲ့မင်္ဂလာပွဲမှာအထူးကြဆုံးကတော့ဒီမရဲ့ခင်မုန်းတဲ့ကိုမြတ်သူတာကတရုတ်သွေးပါတဲ့တထေးတူဖြစ်နေတာပါပဲဒါကြောင့်မင်္ဂလာအခမ်းအနားကိုတရုတ်ရိုးရာအစီအစဉ်တွေနဲ့ကျင်းပခဲ့တာတွေ့ရပါတယ် တရုတ်ရိုးရာဝစ်ဆောင်အနီရောင်ပေါ်မှာထပ်ဆင်းဝင်းစင်ထားတဲ့ရွှေဘရက်ကြီးကတော့မြင်ရတဲ့သူတိုင်းကိုမူးမိလဲသွားစေလောက်ပါတယ်။တရင်တွေအရာဒီရွှေဘရက်နဲ့ရွှေတဲ့ပစ္စည်းတွေရဲ့စုစုပေါင်းအလေးချိန်ဟာရွှေ၅ဘိတ်သာအထိရှိတယ်လို့သိရပါတယ်။ရွှေဈေးကခေါင်ခိုက်နေတဲ့ခေကြီးထဲမှာ ရွှေတစ်ကြသားဝယ်ဖို့တောင်မလွယ်ကူပေမဲ့ရင်လက်ကတော့ရွှေကိုပိတ်တာလိုက်ချိတ်ဆွဲပြီးတော့တရုတ်တထေးကတော့တရုတ်ရဲ့စက်တီရီကိုအပြေဝါပြသားလိုက်တာပဲဖြစ်ပါတယ်။ဒီအချက်ကပဲတခြားမင်းသမီးတွေရဲ့မိင်္ဂလာပွဲတွေထက်သူမကိုပို့ပြီးတော့အထင်ရှား ားစီခဲ့တာပါရွှေငါးဘိတ်သာနဲ့တင်အမရသေးပါဘူးမင်္ဂလာပွဲဒုတိယပိုင်းအနောက်တိုင်းဝိစုံနဲ့ပွဲထွက်လာချိန်မှာတော့ရင်လက်ဟာစိန်တွေနဲ့တဖန်မောမဲချက်တခံလိုက်ရပြန်ပါတယ်ဒူမဝိစင်ထားတဲ့စိန်ပြေကြီးကတာမန်စိန်တွေမျိုးမဟုတ်ပင်နိုင်ငံတကာစံချိန်မီအည်သွေးမြင့်စိန်တွေကိုအသုံးပြုထားတာဖြစ်ပြီးတန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာတန်းချီတန်ဖိုးရှိတယ်လို့သတင်းထွက်ပေါ်နေပါတယ်ဒါကိုကြည့်ချင်းအဖြစ်သရိုးသားကိုမြတ်သူတရရဲ့ကျွဲဝချမ်းသာမှုကတာမန်တထေးအစင်မဟုတ်ပင်ဒေဒ ိတ်ကျဲအဆင်ရှိတယ်ဆိုတာခံမှန်းလို့ရပါတယ်။ရင်လန့်နေတဲ့အတိတ်ကအခြေအကံမကောင်းခဲ့ပေမဲ့အခုတော့အစာပေါင်းများစွာတာလွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်လိုက်ပြီပဲဖြစ်ပါတယ်။ဒီလိုပြည့်စုံတဲ့သတို့သားကိုဘယ်လိုရှာတွေ့ခဲ့လဲဆိုတာစိတ်ဝင်စားစရာပါ။သူတို့နှစ်ဦးဟာအင်တာနက်ကနေတဆင့်အစတင်ပြီးတော့တည်ကျွမ်းခဲ့ကြတာဖြစ်ပါတယ်။ ကိုမြတ်တုတ္တကဩစတြေးလျမှာနေထိုင်နေသူဖြစ်ပြီးတော့ရင်လက်ထက်အသက်2နှစ်ငယ်ပါတယ်အချက်မှာအသက်ရွယ်မလို့အချိန်ကာလမလို့ဆိုတဲ့အတိုင်းပဲ6လဆိုတဲ့တိုးတောင်းတဲ့အချိန်ကာလလေးအတွင်းမှာပဲကိုမြတ်တုတ္တကမြန်မာပြည်ကိုပြန်လာပြီးတော့ရင်လက်ကိုတောင်းရင်လက်ထက်ခဲ့တာဖြစ်ပါတယ်မောင်လေးရွယ်ချစ်သူကကိုကိုဘယင်မှာတပားလို့တန်မိုးထားပြီးရွှေပိတ်တာလိုက်တင်းနှောင်းတာကိုခံရတယ် ရင်လဲ့ရဲ့ကန်စာတာကတော့တကယ်ကိုမနာလိုချင်စရာပါပဲဒီမင်္ဂလာပွဲဟာရင်လဲ့အတွက်အနုပညာလောကကိုနှုတ်ဆက်ပွဲလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မင်္ဂလာဆောင်ပြီးတာနဲ့သူမကခေမုန်းတဲ့စီပွားရေးလောက်ကန်ရဩစတြေးလျနိုင်ငံကို အပြေးပိုင်လိုက်ပါသွားတော့မှာဖြစ်လို့ပါပဲ။ဒါအပြင်ပြည်သက်တွေသတိထားမိကြတဲ့နောက်ထပ်အချက်တစ်ခုကတော့ရင်လဲ့ရဲ့အလှပဆုံးပြောင်းလဲမှုပါပဲ။ရုပ်ရှင်တွေထဲမှာခက်ထန်တဲ့အရှင်မင်းသမီးအဖြစ်မြင်ခဲ့ရပေမယ့်မင်္ဂလာပွဲမှာတော့သူမကအယံကိုနူးညံ့ပြီးတော့ကြော်ရှင်နေတဲ့ မျက်နှာလေးနဲ့လှပနေရကိုတွေ့ရပါတယ်။ခင်မုန်းတဲ့ကလည်းရင်လက်ကိုမျက်စိအောက်ကအပြောင်မခံပဲခရူးဆက်နေတာကိုကြည့်ရင်သူတို့ရဲ့အိမ်ထောင်ရေးခရီးလမ်းကတာယာဖြောင်ပြူးနေမှသိကြပါတယ်။ရင်လက်နေနဲ့ဩစတြေးလျကိုရောက်သွားရင်အနုပညာအလုပ်တွေဆက်လုပ်နိုင်ဦးမလားဆိုတာမသိကြပေမယ့်အခုလိုပြေဆုံးချမ်းသာပြီးတော့ချစ်တတ်တဲ့ခင်မုန်းတဲ့ကိုပိုင်ဆိုင်ခွင့်ရတာကသူမရဲ့ဘဝအတွက်အကြီးအမားဆုံးဆုလက်ကြီးတစ်ခုပါပဲ။ရွှေရွေးစိန်တွေဝင်းလက်နေတဲ့ဒီမင်္ဂလာပွဲဟာဒီနေ့ရဲ့အဖွင့်အလှဆုံးလူပြောအများ များဆုံးပွဲတစ်ပွဲအဖြစ်နဲ့အမှတ်တမ်းဝင်သွားခဲ့ပါတယ်။ကယ်ပရိသတ်ကြီးရွှေရည်ပိတ်တာလိုက်ဒေါ်လာတန်းချီတန်းနဲ့စိန်တွေနဲ့မင်္ဂလာဆောင်သွားတဲ့ရင်လက်ရဲ့မင်္ဂလာပွဲကြီးပေါ်မှာဘလို့မြင်ကြလဲ။မိမတယောက်ကံကောင်းရင်ဘာမှလိုက်မမိဘူးဆိုတဲ့စကားကိုလက်ခံကြရဲ့လားပြိသက်ကြီးတို့ရဲ့အမြင်တွေကိုမှတ်ချက်ပြီးဆွေးနွေးပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်